လက်ဆွဲကောက်ဆိုက်စက်ဖြင့်မိုးစဘာဆိုက်ပျိုးဖြစ်တော်မူစံကွက်ရိတ်သိမ်းခြင်းကွင်းလက်တွေ့တရုတ်ပြပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်ခြေပိုင်းမိုင်းအောင်မြို့နယ်တွင်လက်ဆွဲကောက်ဆိုက်စက်ဖြင့်မိုးစဘာဆိုက်ပျိုးဖြစ်တော်မူစံကွက်ရိတ်သိမ်းခြင်းကွင်းလက်တွေ့တရုတ်ပြပွဲကိုယနေ့နေ့နဲ့၈နာရီခွဲကဝမ်ဘိုးကျေးရွာကွင်းမတ်ဆက်နှင့်ဥပိုင်ခုနှစ်တောင်သူဥဆိုင်တီဟာဤလေမြေ6.13ညဤကာ၌ကျင်းပခဲ့ကြောင်းသိရှိရပါသည်။ ရှေးဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးဝင်မောင်ကအမှားစကားပြောကြား၍မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိဦးကျော်ကျော်မိုးကမြို့နယ်အတွင်းလက်ဆွဲကောက်ဆိုက်စက်ပြင်မိုးစဘာစိုက်ပျိုးမှုအခြေအနေနှင့်ဆောင်ရွက်ခဲ့မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီးတက်ရောက်လာသူများအားစိုက်ပျိုးရေးအသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ပါတယ်။ထို့နောက်လက်ဆွဲကောက်ဆိုက်စက်ပြင်စိုက်ပျိုးထားသောဆင်းဧကရီ၃ စိုက်ခင်းအားစံကွက်ရိတ်သိမ်းရာတေကလည်းရင်အစိုးအထွက်တင်း190အချောက်အထွက်145တင်းထွက်ရှိခဲ့ပါတယ်အစိုးပါခန်းနာသူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များခရိုင်မြို့နယ်စင်ဌာနဆိုင်ရာများအခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှဆရာဆရာမနှင့်ကျောင်းသားကျောင်းသူများ တောင်သူများစုစုပေါင်း83ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ